အလိုမကျဖြစ်တယ်ဆိုတာလိုနေလို့ဖြစ်တာမလိုချင်တဲ့သူတွေမှာ အလိုမကျဖြစ်တယ်ဆိုတာရှိသေးလားမရှိတော့ဘူးเนาะလိုချင်ရင် အလိုမကျဖြစ်မှာပဲရာတို့တွေတက်ချင်တယ်မတက်ရင်အလိုမကျဖြစ်မှာပဲလက်လာပါတွေရချင်တယ်မရရင်အလိုမကျဖြစ်မှာပဲလိုချင်တာကိုငါကိုဒီလိုဆက်ဆံစေချင်တယ်ဒီလိုမဆက်ဆံတော့အလိုမကျမဖြစ်ဘူးလား လိုနေလို့အလိုမကျဖြစ်တာမလိုခြင်းရင်အလိုမကျမဖြစ်ဘူးဟုတ်လားလိုနေသည်မအလိုမကျမုတ်ချဖြစ်မိသာမလိုခြင်းမှာအလိုမကျဖြစ်ရတတမှာလိုခြင်းရင်းနေရှိနေသည်မအလိုမကျတာတွေဖြစ်နေမှာဆိုတော့ဈာမင်းရေတဲ့လိုခြင်းချင်းဆန္ဒကချစ်ချင်တာတွေမုန်းချင်တာတွေဖြစ်တတ်တယ်တဲ့ အခြေအမုံတွေဖြစ်နေရင်မနာလိုခြင်းဝင်တို့ခြင်းတွေရှိမယ်မနာလိုခြင်းဝင်တို့ခြင်းတွေရှိရင်တတ္တဝါတွေတဲ့ချင်တာတော့မှမတဲ့တော့ဘူးဟောအကြောင်းတရားမှန်လိုက်တာဗျာသာဓုပါဗျာသာဓုပါဗျာဘာကြောင့်မတဲ့ရလဲဆိုတာမြတ်စွာဘုရားဟောတော်မူလိုက်တာကွဋ္ဌိပါပဲဖေယဒါဆိုရင်တပည့်တော်မိခွန်းလေးထပ်မေးပြရစေအောင်ဖေယခတ်သက်သက်မေးမယ်ဖေယ လူချင်းချင်းဆန္ဒကြောင့်ချစ်ချင်းမုန်းချင်းနေဖြစ်တယ်ဆိုရင်အဲ့ဒီလူချင်းချင်းတွေကရောဘာကြောင့်ဖြစ်ရတာလဲဖယား။ဘာကြောင့်လူချင်းတာလဲတဲ့။ဏ္ဍောသနေတရားမင်းရေလူချင်းချင်းဆန္ဒတွေဆိုတာကကြံစည်ခြင်းဝိတက်တဲ့ကြောင့်ဖြစ်တာ။ဆန္ဒဆိုတာအတွေးကြောင့်ဖြစ်တာတဲ့။ဆန္ဒဆိုတာတွေးလို့ဖြစ်တာပဲ။ ဟုတ်လားတွေးနေတာဘာလေးလှုပ်ချင်ကောင်းမလဲဘာလေးလှုပ်ရင်ကောင်းမလဲဆိုတော့အဲ့ဒီအတွေးတွေကြောင့်ဆန္ဒတွေပေါ်တာပဲဒါကြောင့်အတွေးများရင်အဝေးသွားတယ်မတွေးရဘူး your thoughts is your life ပဲကိုယ်အတွေးဟာကိုယ့်ဘဝကိုပုံဖော်ပေးတာအဲ့တော့အရင်မှာအတွေးကတိတ်အရေးကြီးတာအတွေးလေးမှားလိုက်တာနဲ့စိတ်တည်လေးသွားတာအတွေးမှားရင်စိတ်လေးတယ်နော်အတွေးမှန်ရင်စိတ်ကလေးကပေါ့နေတာနော် ။ဒါမြတ်စွာဘုရားကအတွေးနဲ့ပတ်သက်ပြီးတော့ right thought သမ္မာသင်္ကပ္ပဆိုမဂ္ဂင်၈ပါးထဲမှာထည့်တာ။သူရဲ့စံကျင်ဘက်ကမိစ္ဆာသင်္ကပ္ပ wrong thinking wrong thought မှားတဲ့အတွေးမှန်ကန်တဲ့အတွေးကမဂ္ဂင်၈ပါးမေဇိမပရိပရာလမ်းကိုပံ့ပိုးပေးသည်ဖြင့်မှားတဲ့အတွေးတွေကြတော့အဲ့ဒါအတွေးမှားတာ ਨੇ အဝေးသွားပြီးအပေတောင်ရောက်တယ် ဘတ်တော်ရီအတွေးမာတာနဲ့တခါကမကောင်းတဲ့အတွေးတွေတွေးပြီးတော့အဲ့ရကနို့မထခြင်းနော်ညကတွေးထားတဲ့အတွေးကအရှိန်မပြေမနဲ့အဲ့ရနို့အဲ့အတွေးပြန်ပေါ်တာပဲမပေါ်ဘူးလားပေါ်ပါလားပေါ်တော့လေညကအိပ်ပြော်တဲ့အတွေးတွေနဲ့အတွေးတွေကဟာသာသမီအရေးကြီးအကျွေးတွေကများတာပါ အကျွေးတွေများတော့အတွေးတွေများအတွေးတွေများတော့အိတ်မပြောမနဲ့ကြနိုးတာနဲ့အဲ့ဒီညကတွေးတဲ့အတွေးကမပြီးတော့အိယာထဲမှာအဲ့ဒါတွေတွေးနေအိယာကတော့မထကြအတွေးကလူကိုလေးစီတာစိတ်ကိုလေးသွားတာညောင်းအတွေးမှန်တယ်များလေမကောင်းတဲ့အတွေးဆိုရင်ခေါင်းထဲကိုမထားရဘူးထုတ်ပလိုက်အတွေးဆိုတာရှိရမှာမဟုတ်အတွေးဆိုတာသိရမှာအတွေးဆိုတာကိုအတွေးကိုမသိလို့သူကတွေးနေတာ အတွေးကိုသိတာနဲ့အတွေးမရှိတော့ဘူးဟုတ်ရဲ့လားတရားအားထုတ်နေထိုင်ကြည့်ပါလားတရားတိုင်းတဏှာရလောက်တရားတိုင်းဟိုးတမာရီကမတီတော့အတွေးတွေနဲ့ပတ်ချလဲအိမ်ရောက်လိုက်ဟိုးသားသမီးစိတ်မချရနဲ့ငါသွားရင်ငါအိမ်ကသမီးလေးဘလို့လုံးမလဲမြည်လေးဘလို့လုံးတရားတိုင်းနေနဲ့အတွေးတွေနဲ့ပတ်ချလဲတဏှာကြီးတဏှာကြီး55မိနစ်လောက်တွေးပြီးတော့မှပြန်ပြီးစိတ်ကသတိပြန်လဲဟောငါတွေးနေပါလားနိုင်ကြည့်လိုက်တော့55မိနစ်ပဲကျန်တော့ ငါတွေးနေပါလားလို့တိလိုက်တဲ့အချိန်တွေးတဲ့စိတ်ရှိသေးလားရှိတော့အတွေးဆိုတာတိရမ